မဲမင်္ဂလာပါ MN Future Channel ကနေပြီးတော့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးမယ်အကြောင်းအရာကတော့ပိုးလူငယ်9ယောက်ကို PNO နဲ့စစ်ကောင်စီကကျိုးတုပ်ပြီးရရဆက်ဆက်တပ်ပစ်ခဲ့တဲ့ဗီဒီယိုဖိုင်ထွက်ပေါ်လာခဲ့တဲ့အကြောင်းကိုကိုစီကယခုလိုပဲပြန်လဲပြောပြလာခဲ့ပါတယ်မင်္ဂလာပါရှင်အခုကြောင်ရံနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်သုံးသပ်ပေးကြပါအောင်ရှင် ကလိုင်းပေါ်မှာပြန့်နေတဲ့ဗီဒီယိုဖိုင်ကိုတွေ့ပြီးကြမှာပါပအိုလူငယ်၄ယောက်ကိုရေမောင်တန်းတန်းစီပြီးတော့ကြိုးတုပ်ပြီးတော့အနောက်ကနေတဲ့တဲ့တယောက်ဘေးဆောင်ကနေတယောက်တနတ်နဲ့ပြစ်တတ်တဲ့ဗီဒီယိုဖိုင်နော်ရရဆက်ဆက်ပြစ်တတ်ပြစ်တာအဲ့ဒါကတော့ PNO နဲ့ပြည်သူစစ်ဆိုတဲ့ PNO အဖွဲ့နဲ့စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ပအိုလူငယ် PNN နဲ့ပအိုတော်လှန်ရေးတပ်ဖွဲ့ကပအိုလူငယ်၅ယောက်ကိုဖမ်းမိသွားတယ်တယောက်ကိုအခြားနေရာမှာတက်ပြီးတော့အဲ့ဒီ၄ယောက်ကိုအခုလိုမျိုးစစ်ရာဇမှုကျူးလွန်ပြီးရဲရဲစက်စက်တတ်ထားတာ ဲ့ဒီရုတ်တံကိုဘယ်ရရလဲဆိုတော့စစ်ကောင်စီတပ်သားကို PNN ကဖမ်းဆီးရမိတဲ့အချိန်မှာအဲ့ကောင်ကဖုံးတဲ့ကနေဒီဟာကိုတွေ့တယ်သူ့ကိုစစ်မေးတဲ့အချိန်မှာဟုတ်ပါတယ်ဆိုဝင်ခံပြီးတော့လက်ရှိဖြစ်ကြောင်းကိုစင်ကိုသူကဝင်ခံထားတာရင်နာစရာကြီးပြစဉ်းစားကြည့်ရအောင်နော်ကိုပေါ်လူမျိုးအချင်းချင်းတလောက်တောင်ရုတ်မှရက်ဆက်ဟာလုတ်လုတ်တဲ့ဆိုတဲ့လုတ်ရက်ကအင်မတန်ကိုရုတ်ညံ့တဲ့လုတ်ရက်နော်အဲ့တော့သူတို့ကြဆုံးသွားတဲ့ပေါ်လူငယ်၅ယောက်တော့လဲတကယ်ကိုယူကျုံးမရဖြစ်ကပါတယ် နော်ဒါဟာစစ်ကြဆွေးမှုကိုပေါ်တင်ကျူးလွန်တာနော်နိုင်ငံတကာစစ်တုံ့ပြန်ဥတွေဆိုတာရှိပြီးသားတုံ့ပန်းတယောက်ကိုဖမ်းပြီးလို့ရှိရင်ဘယ်လိုပုံစံထိန်းသိမ်းရမလဲကာကွယ်ရမလဲစောင့်ရှောက်ထားရမလဲဟုတ်တယ်မလားစတဲ့ဖြင့်ဂျီနီဗာကွန်ဗင်းရှင်းအပြည့်စုံရှိပြီးသားဒါပေမဲ့ကိုယ့်ဘက်ကလူတွေကတော့တအားမြစ်တာကောင်းတယ်တခါတည်းကျရင်ကွန်ကျွေးရတာနဲ့ရေတိုက်တာနဲ့စလစ်ဖွာခိုင်းရတာစတဲ့ဖြင့်လူလာချင်းစာနာပြနေပေမဲ့တစ်ဖက်ကရန်သူကအခုလိုလူမဆန်တဲ့လှုပ်ရက်တွေလှုပ်တာမြင်တော့အသေးစားစားဖြစ်အောင်နှားတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့အမြဲပြောတာနော်မညံ့ညာနဲ့ ခင်ဗျားတို့မှတ်တမ်းနဲ့မရိုက်နဲ့ထောက်လမ်းမထုတ်ပြန်နဲ့နော်ဖမ်းမိလာအေးတိုက်ပွဲမဖြစ်ခင်အလံပြူထောင်လို့မိတဲ့ဟာမျိုးကြရင်လာကောင်းကောင်းမူစောင့်ရှောက်ပေးလိုက်အဲဆေးဝါးပြောနေပြီတိုက်ပွဲမှာတိုက်တိုက်တိုက်ပြီးမှလာပြီးတော့အီအာအီအာអော်ပြီးတော့မခံနိုင်မှလက်နှက်ချတဲ့កောင်မျိုးစစ်မေးเสียရရှိပြီးပြစ်တပိုက်កောင်လုံးရှုပ်လို့နော်ကိုယ်ပကလူတွေဘယ်လိုလုပ်လဲအမြင်တဲ့အတိုင်းပဲဒီသတင်းလေးကိုကျွန်တော်ဖတ်ပြပါမယ်ရှင်ပိုး data စီဇန်မြို့နယ်ပိုက်ပွဲအတွင်းဖန်စီခံရသည့်ပိုးအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNN ရဲဘော်9ဦးအား စစ်ကောင်စီတပ်နဲ့ပြည်သူစစ်ပြင်းအိုလိုကပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့ရုတ်တရက်မှတ်တမ်းကိုစစ်ကောင်စီတုံ့ပန်းထံမှပြန်လည်ရရှိခဲ့ပြီးအဆိုပါစစ်တုံ့ပန်းကလည်းဟုတ်မှန်ကြောင်ထွက်ဆိုခဲ့တယ်ဟု PNN ပြောရေးဆိုဝင်ရှိသူခွန်ရင်းရံကပြောတယ်ယခုနှစ်ဇန်နဝါရီလ12ရက်နေ့စီဇန်မြို့နယ်တီးဆုံကျေးရွာအနီးစစ်ကောင်ထိုးလာပြီးစစ်ကောင်စီတပ်နဲ့ PNN ကိုတိုက်တိုက်ပွဲဖြစ်ပွားရ PNN ရဲဘော်9ဦးဖမ်းဆီးတပ်ဖြတ်ခံရကြောင်း PNN ကရခိုင်တဲကထုတ်ပြန်ထားပြီးဖြစ်တယ် PNL ရဲဘော်အများအားပြစ်ခတ်တပ်ဖြတ်သည့်ရုတ်တံကိုတော်နိုင်ရေးတပ်များကပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီးစစ်ကောင်စီတုံ့ပန်းထံမှရရှိခဲ့ခြင်းဖြစ်ပြီးရင်းတောက်ပန်းကလည်းဖြစ်စဉ်များကိုထွက်ဆိုခဲ့ဟုခွန်ရင်းရံကပြောတယ်စစ်တုံ့ပန်းစီကသူတို့ဖုံးထဲမှာပြန်ရပြီးတော့သူတို့ကိုပြန်စစ်ဆေးတာပေါ့သူတို့က9ယောက်ကိုတပြိုင်တည်းတတ်တာတော့မဟုတ်ဘူးတယောက်ကိုအချမ်းနေရာမှာတတ်တယ်ပြီးတော့၄ယောက်ကိုအဲ့ဒီဗီဒီယိုထဲမှာပါတဲ့အတိုင်းပဲသူတို့ပြစ်တတ်ခဲ့တယ်ပြီးတော့မှသူတို့အလောင်းတွေစီထားတဲ့ပုံစံပေါ့ဟုတ်ခွန်ရင်းရံကပြောတယ် စစ်တုံးပိုင်းထွက်ဆိုစေအရာ PNNA ရဲဘော်များကိုပြစ်ခတ်တပ်ဖြတ်ရတွင်စစ်ကောင်စီတပ်သားများတာမက PNO ပြည်သူစစ်များနဲ့ပါဝင်ပြစ်ခတ်တပ်ဖြတ်ခဲ့တယ်ဟုခွန်ရင်းရင်ကရှင်းပြတယ်။ပိုးလူမျိုးချင်းချင်းဖြစ်တော်လဲစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကစစ်အာဏာရှင်အလိုကျပိုးလူမျိုးကိုပြန်လည်တပ်ဖြတ်ခဲ့ခြင်းဖြစ်တယ်ဟု PNNA ကထုတ်ပြန်ထားတယ်။ဒီကနေ့2022ခုနှစ်စက်တင်ဘာလ14ရက်တွင်စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်တီကျေးရွာ အလဲပြန်တဲ့ PNN ရဲဘော်၅ဦးကိုဖမ်းဆီးတပ်ပြတ်ခဲ့ဘူးတဲ့စစ်ပွဲအတွင်းဖမ်းမိဓာရီစစ်တုံးမှန်းများကိုတပ်ပြတ်ပြီးလှုပ်ရက်ပြီးစစ်ရာဇဝမှုကျူးလွန်ခြင်းဖြစ်ကြောင်းခွန်ရင်းရံကပြောတယ်ကျွန်တော်တို့အနေနဲ့ကတော့စစ်တုံးမှန်းတွေဖမ်းမိတာတွေရှိတယ်။ PNO ပြည်သူ့စစ်အဖွဲ့ဝင်တွေဘုံမှုအဆင့်ထိဖမ်းမိတာရှိတယ်။ဒါပေမဲ့ဒီလိုမျိုးနှင်းပန်းနှိမ့်ဆက်တာမျိုးတပ်ဖြတ်တာမျိုးတရားမှမလုပ်ခဲ့ဘူး။စစ်တုံးမှန်းဥပဒေနဲ့အညီပဲထိန်းသိမ်းထားတယ်ဟုခွန်ရင်းရံကပြောတယ်။ PNN အနေဖြင့် ်ဖမ်းမိစစ်တုပ်ကများအနက်ပိုးစာပေရင်ကျင်းမှုနဲ့ပိုးယဟန်တန်ကများဤမေတ္တာရက်ခံချက်အရလူငယ်ချမ်းသာခွင့်ပေးတဲ့လူများရှိတဲ့ကဲ့သို့ထိမ့်သိမ်းထားသူများကိုလည်းစေကုတခွင့်အသက်ရှင်ခွင့်ပေးခဲ့ဟုပြောတယ်။လက်ရှိတော်လန်ရည်ဒီစနစ်ပြောင်းတော်လန်ရေးဖြစ်၍စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်တိုက်ဖြတ်နိုင်ရင်ဆင်နွှဲနေသည့်တော်လန်ရေးဖြစ်ကြောင်း၎င်းကဆိုတယ်။ PNN နဲ့ PNN အနေဖြင့် PNO ပြည်သူစစ်များကိုအູ້စွာတိုက်ခိုက်ခြင်းမရှိသေးကြောင်းပိုးအချင်းချင်းတပ်ဖြတ်မှုမဖြစ်စေရေး PNO ပြည်သူစစ်စခန်းများကိုတိုက်ခိုက်ခြင်း ဖြစ်စည်းဖန်စည်းတက်ဖြတ်ခြင်းမရှိဘဲကိုကိုကိုကာကွယ်ခွင့်ဖြင့်နေထိုင်လျက်ရှိသည်ဟုခွန်ရင်းရင်ကပြောပြတယ်။နော်ဒီပုံထဲမှာတွေ့တဲ့ရဲဘော်9ယောက်ကတော့ဒါကတော့ပို့လူငယ်တွေ PNNO ကတော်လိုင်းရင်းရဲဘော်တွေပဲဖြစ်တယ်။အဲ့တော့တကယ်ကိုစိတ်ဖြစ်စရာကြီးပြ PNNO အနေနဲ့နော်ချင်းချင်းပြောရရင်တော့ PNNO ခေါင်းဆောင်တချို့ခေါင်းဆောင်ဘိုင်းတွေမှာတချို့တချို့တော့လူတွေကစစ်ကောင်စီရဲ့ခိုင်းဘက်လှုပ်ပြီးတော့နော် အယိုးအရင်လေးကိုက်ကပ်ဖို့အတွက်ကိုကိုပေါ်လူမျိုးချင်းချင်းအခုလိုပြန်လဲရုပ်မာတဲ့လှုပ်ရမျိုးကဒါကဘလို့မှမဖြစ်တဲ့နဲ့လှုပ်ရအဲ့တော့ရန်သူကတော့ရှင်းတယ်ဗျနော်ဒီတဏှာတိုင်းမဟုတ်ပါဘူးရန်ကပြတ်နေအစိုးဆုံးကအခုလိုမျိုးလူမျိုးချင်းချင်းပြန်ပြီးရန်တိုက်တဲ့လှုပ်ရတွေကအင်မတန်အောက်တန်းချစွာလှုပ်နေတာပဲဖြစ်တယ်အဲ့တော့အဲ့လိုလှုပ်ရကိုအခုလိုမှလှုပ်တာလားဆိုတော့မဟုတ်ပြန်ဘူးခေဆက်ဆက်လှုပ်လာခဲ့တာဒါပေမဲ့အရင်ခေတ်တွေကတော့အလုံးတိတဲ့အတိုင်းနော်သတင်းမီဒီယာပွင့်လင်းမြင်တာဆိုတာမရှိဘူးစီးစင်းမှုမှနှေးကွေးတဲ့အတွက်ကျွန်တော်တို့ဟာ ပြည်သူအားလုံးကပါဝင်တဘောပေါက်စွာမတိခဲ့ရအောင်ကရင်ကရင်ချင်းရန်တိုက်တယ်မွန်မွန်ချင်းရန်တိုက်တယ်ရခိုင်ရခိုင်ချင်းရန်တိုက်တယ်အခုလည်းပိုးအိုးပိုးအိုးချင်းရန်တိုက်တယ်နော်လူမျိုးချင်းချင်းကချင်းကချင်းချင်းရန်တိုက်ထားတာပဲနော်ဒါစစ်ကောင်စီရဲ့ပြည့်ရတယ်ပဲခင်းဆက်ဆက်တို့ကျင့်သုံးလာတာအဲ့ဒီမူလူမျိုးရင်းမီးမွေးမယ်ဘာသာရင်းမီးမွေးမယ်နော်လူမျိုးချင်းချင်းသွေးရှိုးတက်ချုံမယ်ရန်တိုက်မယ်အဲ့ဒါအာနာရှင်အဆက်ဆက်ကျင့်သုံးလာတဲ့စနစ်ပဲအဲ့ဒါကိုကျွန်တော်တို့ပြည်သူအားလုံးကမြင်ဖို့လိုတယ် နော်ဒီကာလမှာကျွန်တော်တို့အချင်းချင်းကိုဘာအကြောင်းနဲ့မှတနှက်ပြောင်းလှည့်စရာမလိုချင်းချင်းလေးပဲနော်အဲ့တော့ဘိုးဘိုးချင်းပြစ်တတ်ဖို့နေတာကိုအချင်းချင်းတနှက်ပြောင်းလှည့်စရာမလိုတော့အခြားတော့လူမျိုးတွေလေကိုလူမျိုးအချင်းချင်းတနှက်ပြောင်းကိုဘာအကြောင်းနဲ့မှလှည့်စရာအကြောင်းမရှိဘူးကိုလူမျိုးအချင်းချင်းတနှက်ပြောင်းလှည့်ပြီဆိုတဲ့ကခင်ဗျားတို့ကြိုက်တဲ့ခေါင်းစဉ်ပေးပေးကြိုက်တဲ့စင်ကြီးပေးပေးအောက်တန်းစားပဲအဲ့လားလက်နက်ကင်အောက်တန်းစားပဲကျင်းနေတယ်နော်ကြိုက်တဲ့စင်ကြီးပေး ။ဘာဖြစ်လို့စင်ဂျီရီကတော့လူလူတိုင်းအပွဲစည်းတိုင်းမှာရှိမှာပဲ။ဒါပေမဲ့ဒီကာလာဟာလှုပ်တဲ့လှုပ်ထိုက်လား။အာနာရှင်စနစ်ကိုအမြင့်ထက်နေတဲ့အချိန်မှာဒီအာနာရှင်တွေအလိုကျကိုလူမျိုးအချင်းချင်းပြန်လဲပြစ်ခတ်တတ်ဖြတ်တာ။ဒါလူကောင်းတွေရဲ့လှုပ်ရမဟုတ်ဘူး။နော်။အခုစစ်ချုံးဒီအာနာဘိုင်းနာစစ်ကောင်စီဟာ၄နှစ်ကျော်၅နှစ်ထဲဝင်လာပြီ။အဲ့တော့အာနာကိုရမလားလို့တိန်းထားတယ်။ဒီနေ့ချိန်ထိစစ်ကောင်စီဟာတိုင်းပြည်ရဲ့အာနာကိုမရနိုင်ဖြစ်နေတယ်။မရနိုင်တဲ့အပြင်တပြေးပြင်းနဲ့ ရှုံးတဲ့ရှုံးလာတဲ့အတွက်မဲမဲမြင်ရလိုက်ပြီးတော့ပြဿနာရှာတယ်တတ်ပြက်တယ်ရန်လှုပ်တယ်အဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကအားလုံးစုစုစည်းစည်းညီညီညာညာနဲ့တော်လှန်လိုက်လို့ရှိရင်ဒီတိုင်းပြည်မှာအာဏာရှင်အမြင့်ပြတ်သွားတာနဲ့ခမားတို့ကျွန်တော်တို့အားလုံးကဘာမျက်နှာမှငဲเสียအကြောင်းမရှိဘူးနော်ပအိုးလူမျိုးတွေကျွန်တော်တကယ်ချင်းနေအများကြီးရှိတယ်နော်ကျွန်တော်နဲ့ကြောင်းတူတူတက်လာတဲ့တူငယ်တန်းတွေကနေ6တန်း7တန်းအိပ်ဝတိကြောင်းတက်လာတဲ့တကယ်ချင်းတွေတော့အများကြီးရှိတယ်နော် ။ဘာဖြစ်လို့လဲကျွန်တော်တို့ ARV တိုင်းဖက်ကလူတွေပေါ်တွေကမှနေလို့မရဘူး။နော်။အဲ့ဒီအရင်ကတိုင်းနန်းနဲ့နှက်ကိုင်းအဖွဲတွေကလည်းပေါ်တာဆွဲတယ်ကိုနဲ့မတူတဲ့အဖွဲတွေ။ပြီးလို့ရှိရင်စစ်ကောင်စစ်တပ်ကလည်းငွေခစ်ကပေါ့နော်စစ်တပ်ကလည်းပေါ်တာဆွဲတယ်အဲ့ဒီကြောင့်ကျွန်တော်တို့တငယ်ကြီးတွေဆိုရင်ငငယ်လေးတွေကရောဖုံးကြောင်းမှလာပြီးတော့ဘက်ကကြောင်းမှလာနေလာစားပြီးကြောင်းတက်ကအခုနောက်ပိုင်းဆိုတခါကြာရင်လေလမ်းတော့မလျှောက်တတ်သေးဘူးအဲ့ဒီအရွယ်လေးတွေကစပြီးတော့ ပြေးလာကြအဲ့တော့ဒီပိုးလူငယ်တွေဟာကိုပြီကိုရွာကိုဒေတာမှာကိုယ့်အကိုအခြေချပြီးတော့ကိုတိုင်းဒီကိုဒေတာတိုးတက်ရေးအတွက်စူးစမ်းလှုပ်ဆောင်နိုင်မဲ့အဖူးဖွင့်နေဒါပေမဲ့ကိုဒေတာမှာအခြေမချနိုင်ဘူးနော်လက်နက်ကင်အဖွဲမျိုးစုံကြားထဲမှာရှင်တန်းရတယ်အဲ့တော့နော်ကိုလူမျိုးအတွက်ဘလောက်နစ်နာနဲ့စဉ်းစားကြည့်အာနာရှင်နဲ့ပေါင်းပြီးတော့ခင်ဗျားတို့ကောင်းဆောင်ရမယ့်အရာဘယ်တော့မှမရှိဘူးမှတ်ထားပါနော် အရင်ခက်ကဒီခက်ကောင်မဟုတ်ပါဗျာကုံခဲ့တဲ့နှစ်အပိုင်းရှားလောက်ပဲရှိပါသေးတယ်ဆယ်စုနှစ်အပိုင်းရှားလောက်ပဲရှိပါသေးတယ်ပိုးစာတင်ဖမ်းတယ်နော်ကရင်စာတင်ဖမ်းတယ်မွန်စာတင်ဖမ်းတယ်ကြိုက်တဲ့စာတင်ကုန်ဖမ်းတယ်အဲ့လိုခက်နဲ့ဖြတ်ကျော်လာတာအဲ့လိုအဲ့လိုခက်ကိုပြန်ရောက်ရှင်ကြလာကျွန်တော်တို့လည်းအဲ့ဒီခက်ကိုပြန်တွားရှင်ကြလာဒါမှမဟုတ်ပြွင့်လင်းမြင်သာတဲ့ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ခက်မှာ ကိုဒေတာကိုမကိုအခြေချလောက်ကန်အေဂျင့်ဆိုစားတော့ပြီးတော့နော်ကိုဒေတာကိုဘိုးဘွားတွေယဉ်ကျေးမှုအမွေနှစ်တွေကိုအေးစေးထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့အနေအထားကိုလိုချင်တာလိုချင်တဲ့ဆိုရင်ကျွန်တော်စူးစမ်းရမယ်အခုလိုမျိုးလူမျိုးချင်းချင်းပြန်လို့တယ်အခုလက်ရှိပိုးချင်းချင်းပြန်ပြစ်တတ်သွားတယ်နော်တိုက်ပွဲမှာတိုက်လို့ပြောင်းနေတယောက်ပြစ်လို့ထိတယ်ဆိုတာထားအခုဟာကြိုးတောက်ထားတဲ့လူကိုရင်းရင်းဆက်ဆက်နောက်ကျောင်းကနေတနက်နဲ့အကောင်ပြစ်တတ်ပြစ်တာအထွေးရဲ့ပုံလေးဖြစ်သွားအောင် ဒါလို့လောက်ရမျိုးကဒါ impedance အောက်တန်းကြရတာဟာဒါကုန်လဲ piano ခေါင်းဆောင်တွေအနေနဲ့ဘလို့ထွက်ပြောမလဲဆိုတော့ကျွန်တော်ကြာတိကျင်တယ်ဘာမှတောင်းဝင်ယူမှုတောင်းဝန်ခံမှုမရှိဘဲနဲ့ဒီတိုင်းနေမယ်ဆိုရင်တော့ခမည်းတော်ဟာစစ်အာဏာရှင်တွေခိုင်းနှမြအယိုးကိုက်ပြီးကိုယ့်လူမျိုးကိုဒုက္ခပေးတဲ့အောက်တန်းစားလက်နက်ကင်ဖြစ်လိမ့်မယ်ဒါဒဲပြောတာကျွန်တော်ဘလို့မျက်နှာမှာထောက်ယူပြောတာမဟုတ်ဘူးနော်ကျွန်တော်တို့တိုင်းပြည်ဟာတိထားမှာကနှစ်ဖက်ပဲရှိရမယ်ဒီကလတစ်ဖက်ကစစ်ခေါင်းဆောင် လက်ရှိအာနာတိန်းထားတဲ့မင်းအောင်လှိုင်အပါဝင်အဲ့ဒီအာနာရှင်စနစ်ကိုအားပေးထောက်ခံပြီးတော့အာနာရှင်ဘက်ချမ်းကရက်တီတဲ့လူပုတ်ကိုလက်နက်ကင်အဖွဲစည်းနောက်တစ်ချမ်းကတော့ဒီပြည်သူဘက်ကနေရက်တီပြီးတော့ဒီတိုင်းပြည်အတွက်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်ဖြစ်အောင်လို့ပါဝင်တော်လှန်တဲ့အဖွဲချမ်းအဲ့ဒီနှစ်ချမ်းပဲရှိတဲ့တယ်နော်ဟိုလိုလိုဒီလိုစကလုံးလှလှတွေပြောပြီးတော့နော် တီးသူကိုလိမ့်မယ်ညာမယ်လှည့်ပြားမယ်မာယာတွေတုံးပြီးတော့ဟိုခေါင်းစဉ်ပြဒီခေါင်းစဉ်ပြလူမျိုးရေးခေါင်းစဉ်ပြပြပြီးတော့ပေါက်ပန်းလင်းစေကလိန်ကချင်းလောက်ရက်တွေကိုရှော့ဖို့အချိန်တန်းပြီရှင်းရှင်းလေးပဲခမားတို့ဒေတာမှာခမားတို့ပြည်သူအတွက်အလုံးလုံးနေတယ်ဆိုရင်ခမားတို့ဒေတာမှာနေတဲ့တီးသူတွေဘလောက်လွတ်လပ်ခွင့်ရှိနေပြီလဲအဲ့ဒါအဖြေပဲအဲ့ဒါအဖြေပဲဒီဒေတာမှာရှိတဲ့ပြည်သူဟာဘလောက်လွတ်လပ်ခွင့်ရှိတယ်ဘလောက်ပွင့်လင်းမြေတာမှုရှိတယ်ပြည်သူရှင်မှာအာဏာဘလောက်ရှိတယ် ဲ့ဒါအဖြေပဲလက်ရှိဒီနေ့ခေတ်အဲ့လိုမျိုးရတဲ့ဒေတာမြန်မာပြည်မှာရှိတာမရှိပါဘူးအဲ့ဒီအတွက်တော်လှန်ရေးဆိုတာပေါ်လာတာလीနော်ဒါကြောင့်မလို့ဒီလုတ်ရက်ကြီးကတော့တော်တော်စိတ်ပြဖို့ကောင်းတယ်ကိုဘက်ကရဲဘော်တွေအနေနဲ့ဒီဗီဒီယိုဖိုင်ုံတွေ့ပြီးတော့နာကြီးတက်ကြဖို့လိုတယ်ရန်သူကိုရန်ကပြတ်ဖို့လိုတယ်ဒါပေမဲ့တခုရှိတာသူတို့ဗယံမတာလုတ်လို့ကိုဘက်ကတော့ဗယံမတာလုတ်လို့မရဘူးစနစ်တကျရှိရမယ်ရန်သူကဟိတ်လို့အွန်လိုင်းကြောက်တဲ့အနေထားဖြစ်နေရမယ်လုတ်တင် လုတ်ထိုက်တာကိုလုတ်ကြပါတော့ ီဒီယိုဖိုင်နဲ့ရိုက်စရာမလိုဘူးဗျာပါဇက်နဲ့ပြောစရာမလိုကျွန်တော်တို့ကထားနဲ့လာပြဗီဒီယိုဖိုင်မပြနဲ့ရှင်းရှင်းလေးပဲငါတို့ထောက်ဖို့နော်ပြီးသူရဲ့ဂျားထဲမှာထောက်ဖို့ရဲ့လက်နက်ကင်ဖွဲ့ရှိတယ်ဒီမင်းတို့လက်နက်ကင်တွေရဲ့အတွင်းရေးတွေကိုထောက်ဖို့လည်းပြောစရာမလိုဘူးမပြောတဲ့နေရာပြီးသူလည်းပြောစရာမလိုကျွန်တော်တို့နားလည်းမထောင်ဘာဖြစ်လို့လဲတူစီကန်းနဲ့တူအာငါကတော့ဒီတန်ရင်ကိုထောက်ဖို့လုပ်နေငါပြီးပြီးဆိုဆရာကြီးလေတန်နဲ့စစ်ရေးကိုဝင်ရှုပ်ရှုပ်လို့မရဘူးဝင်ဆွတ်ဖက်လို့မရဘူး အားလုံးကတူတန်ဝင်တဲ့တူတူအကန့်နဲ့တူပဲရှိတယ်နော်ဒါကြောင့်မလို့ရဲဘော်တွေအနေနဲ့ဒီလိုမျိုးဗီဒီယိုမှတ်တမ်းတွေမမယူထားနဲ့ကိုယ့်ဘက်ကလှုပ်လို့ရှိရင်လည်းဒါပေမဲ့တခုရှိတာကကျွန်တော်မြဲပြောသလိုပေါ့တိုက်ပွဲတစ်ခုမှာဗျာကြည်ကုန်ပြီးတော့အာအင်းအမ်ဟမ်ပုံစုံမအယောက်ကကြွဆုပ်ရုံနဲ့တက်လာလို့ရှိရင်စစ်စရာရှိတာစစ်မေးစရာရှိတာမေးပြီးရင်တက်ဖြုတ်ပလိုက်နော်အရာရှိကစူလို့ရှိရင်တခါတည်းပြောလိုက်ကျွန်တော်တန်းတန်းလှုပ်လို့ကျွန်တော်ရှိုက်တယ်လို့ပြီးရောလက်ကမြင်းနေမလားသူတို့ဘက်ကဘယ်လိုလှုပ်လဲဆိုတာနော်အဲ့တော့ဟိုကျွန်တော်တို့တွေကလူစိတ်မွေးရခြင်း ဟိုလင်းမွေကြီးပုံပြေလို့ပေါ့နော်ကြားဘူးကြမှာမှာဟုတ်လားမလားကပင်းမထအရေးတောင်ပေါလို့သေးလင်းမွေအစိတ်အံထုတ်လိုက်တော့ကပင်းမထောင်တော့တော့လူမလေးခွေးမခန့်နဲ့ဂလူးမဆိုင်ဘူးအဲ့တော့ဟန်ကုတ်ဖို့အမောက်လေးထောင်သလိုပဲကျွန်တော်တို့လည်းတော်လန်ရေးဘက်အချမ်းကိုဒီစစ်ခွေးအနေနဲ့နမူနာပေးဖို့လိုအပ်နေပါတယ်